အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအာဂါသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Bayern Munich အသင်းက Liverpool အသင်းရဲ့တောင်ပံကစားသမားတွေဖြစ်တဲ့ Cody Gakpo နဲ့ Luis Díaz တို့နှစ်ယောက်ကို ခေါ်ယူဖို့ဆန္ဒရှိလေရှိတယ် ေဘာဘူးတင်ကဒါတက်ရှိဒီသားမားတွေကတယောက်ကိုရောင်းချနိုင်ပွဲရှိတယ်အထူးသဖြင့် Louis Gies ကဘာဆိုနန်းနဲ့တောင်တရင်ထွက်ခဲ့ပြီးတော့ဒါ Bayern Munich အသင်းကလည်း Kingsley Coman ထွက်သွားနိုင်ပြီး Lee Rice Sané ထွက်သွားတဲ့အိုက်တောင်မန်တို့အားဖြည့်ချင်နေတာပါ Nico Williams ကိုရဖို့မသေးကြတော့တဲ့အတွက် လီဗာပူးကစားမတွေကိုခေါ်ချင်ပြီးလီဗာပူးအနေနဲ့ဒီစားမတွေကိုအနည်းဆုံးတော့ယူရို80တက်မှတ်နိုင်ပွဲရှိကြောင်း Sky Jam Dika ဆိုထားပါတယ်။ဘိုင်ဘက်ကတစ်ဖက်မှာ Jimmy Gendes ကိုလည်း Chelsea အသင်းကနေကြားဖြတ်ခေါ်ယူဖို့လုပ်နေတယ်။ Richard Dorman ရဲ့အသက်20ပဲရှိတဲ့ England တောင်ပိုင်းကစားမကို Bayern Munich ကခေါ်ယူဖို့ကြိုးပမ်းနေပြီးတော့စီယုံမှုတွေပြုလုပ်နေကြောင်း Kicker Magazine ကဖော်ပြထားပါတယ်။ ်နာပိုလီကတော့မန်ယူနိုက်တက်အသင်းရဲ့တောင်ပံကစားမဂျေဒန်ဆန်ချိုကိုပြောင်းရွှေ့ချေယူရို30နဲ့ကမ်းလှမ်းထားပြီးဖြစ်တဲ့အပေါ်ခံစားခွင့်ဘောနပ်စ်တွေကိုလည်းထပ်ပြီးထည့်သွင်းပေးမှာဖြစ်ကြောင်းဆိုထားပေမဲ့ဂျေဒန်ဆန်ချိုရဲ့လောက်ခလာစာကိုညှိမြပဲဖြစ်နေတယ်ဂျေဒန်ဆန်ချိုကိုတစ်ဖက်ကပါရစ်စင်ဂျမိန်အပါဝင်ဖန်နဘက်ချီနဲ့ဂျူဗန်တက်စ်အသင်းတွေကလည်းစိတ်ဝင်စားလျက်ရှိပြီးတော့နာပိုလီကအဲ့အသင်းတွေရဲ့လောက်ခလာစာမျိုးကို ပေးချေနိုင်ခြင်းမရှိတဲ့အတွက် ဆန်ချိုအနေနဲ့သူတို့အသင်းမှာလာစာရှုပ်ယူဖို့တောင်းဆိုထားတယ်ဂျေဒန်ဆန်ချိုကတော့ယူနိုက်တက်မှာရတဲ့လာစာမျိုးကိုပဲလိုချင်ကြောင်းတုံ့ပြန်ထားပါတယ်အရင်အာစနယ်အသင်းရဲ့ကိုယ်လည်းကစားမဟောင်းဖြစ်ပြီးတော့ပေးသက်အချစ်တော်ဟောင်းဖြစ်တဲ့ဆန်တီကဆိုလာကတော့အသက်40အရွယ်မှာပဲသူ့ရဲ့ဘွိုင်းဟုတ်ကလပ်ဖြစ်တဲ့ရီယယ်အော်ဗီယေတိုအသင်းကို လာလီကာကိုပို့ဆောင်ပေးလိုက်ပြီးဖြစ်ပါတယ်။အာဆယ်ကထွက်ခွာပြီးတော့ဗီလာရီယယ်မှာခြေစွမ်းပြတယ်။အဲ့ကနေမှဒါအရှိလေပိုင်းကိုပြောင်းသွားခဲ့ပြီးဒါတတိယတန်းကလပ်ဖြစ်နေတဲ့ OVA တို့မှာလောက်ခလာစာအနည်းဆုံးရယူခဲ့ပြီးတော့အသိန်းကိုတွားရောက်ကူညီရင်းအသက်40ရွယ်ရှိတဲ့ Santi Cazorla ရဲ့ Oviedo အသင်းကလာမယ့်ရာသီမှာ La Liga မှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိတော့မှာဖြစ်တယ်။ ်ဘာဆိုနာသင်းဘက်ကအခုလက်ရှိမှာနီကိုဝီလျံအပြောင်းရွှေ့ကိုအပီးတတ်နိုင်ဖို့လုပ်နေတယ်ဘိုင်မြူနစ်ကနောက်ထပ်ကာနာမှုတချို့ရှိသည့်တိုင်အောင်ကစားမကိုယ်တိုင်ကဘာဆိုနာကိုပြောင်းဖို့ကြိုးပမ်းနေတဲ့အတွက်ဒီပြောင်းရွှေ့ကလာလီဂါရှီကအမြန်ဆုံး green light ရတာနဲ့ ်အပီးတတ်နိုင်မှာဖြစ်ကြောင်းဒီကိုကဆိုထားပါတယ်လီဗန်ဒေါစကီကသူ့ရဲ့အသက်အရွယ်ကြောင်းလာမယ့်ရာသီမှာဘာဆိုနာမှာသူ့ရဲ့အခွင့်အရေးကရော့ချသွားမှာဖြစ်ကြောင်းဒီကိုကသုံးသပ်ထားပါတယ်လက်ရှိနေထားရာဘာဆိုနာတင်းက4 7အဖြစ်ဒန်နီအော်မိုကိုပိုသုံးပွဲရှိသလိုဖရန်တော်ရက်စ်နဲ့လည်းအခွင့်အရေးရှိနိုင်ပြီးလဗန်ဒေါစကီအနေနဲ့လာမယ့်ရာသီမှာပွဲကစားချိန်အများကြီးရော့ချသွားပွဲရှိကြောင်းဆိုပါတယ်ဘာဆိုနာဘက်ကမိုနာကိုကိုပြောင်းဖို့အပြောင်းအရွှေ့ပြက်ပြေသွားတယ် အန်ဆူဖာတီကိုမဖြစ်မနေရောင်းထုတ်သွားမှာဖြစ်တယ်။ဒီသားမရဲ့လောက်ခလာစာကလည်းလုံးဝရှော့ချဖို့စံနာမရှိတဲ့အတွက်မိုနာကိုကလည်းသူ့ကိုဝယ်ယူဖို့ကိုပယ်ချလိုက်တာလည်းဖြစ်တယ်။ရီယယ်မက်ဒရစ်အသင်းကရိုဒရီဂိုကိုထွက်ခွာခွင့်ပေးဖို့စံနာမရှိပေမဲ့ကစားမကိုရင်ကမက်ဒရစ်အသင်းရဲ့နီးပြားရဲ့ပိုဇီရှင်ကြောင့်စိတ်ပြက်လေးရှိတယ်။သူပြေရီယယ်မက်ဒရစ်အသင်းရဲ့နီးပြားတဲ့လက်ထက်အလွန်ဆိုးအသင်းမှာလည်း ရိုဒရီဂိုဟာညာတောင်ပိုင်းကစားမအဖြစ်သာကစားရပွဲရှိပြီးဖီနီရှက်ဂျူနီယာကဘဲတောင်ပိုင်းရဲ့အဓိက main player ဖြစ်သတ်မှတ်ထားတယ်။ဆိုတော့ရိုဒရီဂိုကကလပ်သင်းကထွက်ခွာသွားဖို့ဆန္ဒရှိနေစေဖြစ်တယ်။မက်ဒရစ်ဘက်ကတော့ယူရို80လောက်အနည်းဆုံးတောင်းဆိုပွဲရှိပေမဲ့ပြဿနာက လောက်ခလာစာသူက12တန်းတီအာဆယ်ကိုတောင်းဆိုပွဲရှိကြောင်း AS ကဖော်ပြပါတယ်။ရမတရီကအန်တိုနီယိုရူဒီကာနဲ့ရာဝူအဆန်စီယိုရဲ့ဒင်းဟော်ဆန်တို့၃ယောက်ပါရာဝူအဆန်စီယိုကိုအရန်ဖြစ်တော်မီဒင်းဟော်ဆန်နဲ့ရူဒီကာဟာအသင်းရဲ့ first strike ကစားမအဖြစ်ရှိဖို့ဂျာဗီလွန်ဆိုကအစီစဉ်ထားပါတယ်။ရမတရီကသူ့ရဲ့ဝိုင်းကိုဒမာတီဘူကော့ထရာကိုတက်တန်းထတ်တိုးမှာပါ။ ပုံမှန်အဖြစ်အသက်30ကျော်ကစားမတွေကိုမထွေကတနစ်ချင်းသီးသာတက်တန်းတိုးပေမဲ့လက်ရှိမှာတော့ Real Madrid အသင်းကသူ့ကို အနည်းဆုံးနှစ်နှစ်တတန်ထထိုးမှာဖြစ်တဲ့စတူကတ်သင်းကားနေမဒရစ်ကိုပြောင်းမယ်ဆိုပြီးတော့သတင်းထွက်နေတဲ့အန်ဂျလိုလာစတယ်လာကတော့ဒီယာဘီမှာစတူကတ်မှာဆက်ရှိမှာဖြစ်ပြီးတိုနီခရုလက်သစ်ဖြစ်ရယ်မက်ဒရစ်ကသတ်မှတ်ထားသည့်တိုင်အောင်မဒရစ်ဘက်ကအပြောင်းရွှေ့ဖြစ်လာဖို့မရှိတော့ကြောင်းဆိုထားပါတယ်ဆော်ဒီအာရေဗျာကလပ်အာဟီလာအသင်းကနာပိုလီအသင်းရဲ့ကွင်းလယ်ကစားမှစကော့မက်ထရမနီကိုစိတ်ဝင်စားလေးရှိတယ်အဟလန်ဟာလာမယ်ယာဘီမှာအပြောင်းလဲတွေအများကြီးလုပ်ဖို့ပြင်ဆင်နေတဲ့အတွက် ဘရူနိုဖနန်ဒက်စ်ကိုမရတဲ့နောက်စကော့မက်တိုမနီကိုပြောင်းလဲချူပန်းလာတာပါဖန်နဘတ်ချီအသင်းကလည်းအာနာစာရဲ့တိုက်စင်မှုချွန်ချရန်ကိုအငှားနဲ့ကန်လန်လိုက်ပါတယ်အာနာစာကိုတိုင်ကသူ့ကိုထွက်ခွာခွင့်ပေးဖို့ရှိပြီးတော့ကစားမကိုတိုင်ဆိုဒီမာအဆင်မပြေတဲ့အတွက်အသင်းကထွက်ခွာသွားဖို့ပြင်ဆင်နေပြီးဒါဖန်နဘတ်ချီကသူ့ကိုလောက်ခလာစာအပြေဝပေးချေဖို့ကန်လန်ထားပါတယ်ဒါ Tottenham Hotspur ရဲ့အသင်းကောင်းဆောင် Yu Min Song ကို Saudi Arabia Club AR လီအသင်းကလည်းကံလန်ထားတယ်32နှစ်ရွယ်ရှိတဲ့ယူမင်ဆွန်ကိုအာလီကပြောင်းရွှေ့ချေပေါင်34သန်းအပြင်လောက်ခလာစာတနစ်ကိုတန်း40နဲ့ကံလန်ထားပြီးတော့ထော်တနမ်ဘက်ကရောင်းချဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်စပါတင်နေနဲ့အန်ထွန်ဆမန်ယိုကိုခေါ်ယူနိုင်ခြင်းမရှိတော့သည့်တိုင်အောင်သူတို့ဘက်ကအာလဟန်ဒိုဂါနာချိုရဲ့ဂျက်ဂရီလစ်ကိုတော့စိတ်ဝင်စားစေဖြစ်တယ်အန်ထွန်ဆမန်ယိုကိုဘုံပေါက်ကတန်း90ထိတတ်မှတ်ထားလို့ ထောင်နိုင်ကြီးပြတိကတေချာပေါတောင်မန်ကစားမတယောက်ခေါ်ယူဖို့ပြင်ဆင်ရရှိတယ်စပါအနေနဲ့တစ်ဖက်မှာလည်းဒီပြတိကခရစ်ယာန်နောကကိုပါဘရန်ဖူကနေတောမတ်ဖရန်ကလိုချင်နေတာပါနာပိုလီအသင်းကလက်ရှိမှာဟွိုင်လန်ကိုစိတ်ဝင်စားတယ်။အင်တာမီလန်အသင်းကစိတ်ဝင်စားတယ်။ဂျူဗန်တက်စ်အသင်းကစိတ်ဝင်စားသည့်တိုင်အောင်ဝက်စ်မတ်ဟွိုင်လန်ကအိုက်ကန်လာမှုတွေကိုပယ်ချလိုက်ပါတယ်။ကလပ်အသင်းမှာပဲဆက်ရှိမယ်။သူရဲ့ကွန်ထရက်က2030ခုနှစ်ထိရှိတဲ့အတွက် Manchester United အသင်းကနေပြောင်းရွှေ့ဖို့စံနာမရှိကြောင်းနဲ့ဒီကမ်းလှမ်းမှုတွေကိုပယ်ချထားပြီးဖြစ်ပြီး Ruben Amorim ရဲ့အသင်းမှာနေရာရဖို့ကြိုးပမ်းသွားမယ်လို့ Lacazette Delusport ကဆိုထားပါတယ်။ မန်ယူနိုက်တက်ကအလဟန်ဒိုကာနာချိုကိုရောင်းချဖို့လဲခတ်နေတယ်။ပြောင်းရွှေ့ခြင်းပေါင်း80တောင်းလိုက်တဲ့အတွက်အသင်းတော်တော်များများကလက်ရှောင်နေတဲ့အချိန်ယူနိုက်တက်ကပြောင်းရွှေ့ခြင်းကို50လောက်ထိရှော့ချပြီးကာနာချိုရဲ့အပြောင်းရွှေ့ဖြစ်ဖို့ကြိုးပမ်းနေလို့တစ်ဖက်ကဂျေဒန်ဆန်ချိုမာကတ်စ်ရက်ရှိုးနဲ့အန်ဒရီရိုရဲ့အပြောင်းရွှေ့တွေကိုပါသူတို့ဘက်ကဖြစ်လာဖို့လုပ်နေပါတယ်။ Manchester United အသင်းကအန်ဒရီအိုနာနာကိုရောင်းဖို့ပြင်ဆင်ထားတဲ့အချိန်အောင် အန်ဒရီအိုနာနာကအသင်းကမထွက်ဘူးဆိုတဲ့အတွဲကြောင့် United ကသူတို့ဂိုးသမားတိခေါ်ယူမဲ့အစီအစဉ်တွေကိုရပ်တန့်လိုက်ပါတယ်။ Telegraph ရဲ့ report အရ Man United ကအိုနာနာကိုရောင်းထုတ်ဖို့ခက်ခဲတဲ့အတွဲ Emi Martinez ကိုလည်းခေါ်ယူမှာမဟုတ်လို့ Atlanta ကဂိုးသမားဖြစ်တဲ့ Italy ဂိုးသမား Marco Carrascoski ဆိုတဲ့ဂိုးသမားနဲ့ ဒီယိုဂိုကော့စတာရဲ့နောက်လူကက်စ်ကာဗလီယာတို့ကိုယ်တော်မှအားလုံးကိုလက်လျှော့သွားမှာဖြစ်ပြီး United ကကိုယ်တော်မှအသင်းမခေါ်တော့တဲ့အကြောင်း Telegraph ကဖော်ပြလာပါတယ်အာဖေကလည်းဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့ကိုတကယ်ကိုစိတ်ပြတ်ပြီးတော့တိခတ်မှုကုံဆုံးလာပြီဖြစ်ကြောင်းဖော်ပြလာတယ်။ Sky Germany နဲ့ KK ရဲ့ report အရအာဆယ်ကဘန်ဂျမင်ဆက်စကိုတောင်းဆိုတဲ့လဆာအပြင်သူ့ရဲ့ demand တွေများစွာအပြင် ဖက်က RB Leipzig တင်ကလေယူရို -80 နဲ့တန်တရာကြတောင်းဆိုနေတဲ့အတွက်ဒီအပြောင်းရွှေ့ကိုအာဆယ်ကစပြီးတော့ walk away လို့ပို့တီစဉ်းစားနေတယ်ဆိုပြီးတော့ဖော်ပြလာပြီဖြစ်ပါတယ်။တစ်ဖက်မှာအာစနယ်အသင်းက Thomas Partey ကို ထွက်ခွာခွင့်ပေးဖို့ပြင်နေတဲ့အချိန် Partey ကအသင်းသစ်ကိုရှာဖွေနေစေဖြစ်တယ်။အခုလောလောဆယ်မှာသူ့အနေနဲ့အာစနယ်ကလည်းသူ့ကိုထွက်ခွင့်ပေးတော့မယ်။တစ်ဖက်က Atletico Madrid ကပြန်ခေါ်မယ်ဆိုတဲ့သတင်းတွေတက်နေတိုင်အောင် Diego Simeone အသင်းမှာနေရာများနိုင်တဲ့အတွက် Partey တယောက်အသင်းသစ်ကိုရှာဖွေနေစေဖြစ်တယ်။တစ်ဖက်ကအာစနယ်အသင်းက တောမတ်ပါတီနီယာအစားထိုးဖို့ရှဗီယာရဲ့ကွင်းလေကစားမအကူမီဆိုတဲ့ကစားမအပါဝင်ရေမဒရစ်ကအဒရာကမဗင်ဂါနဲ့ခရစ်စတန်နော့ဂတ်တူကသူ့ရဲ့တာဂက်ထဲမှာထည့်သွင်းထားတယ်ဆိုပြီးတော့ပေါ်ပြထားပါတယ်လက်ရှိနေသားရတော့ကလပ်ဖက်ကတော့ transfer window တွက်အသေးအတန်ကျူးပါနေဆဲဖြစ်တယ်တစ်ချိန်တည်းမှာပဲ Chelsea အသင်းကဒါအခုလောလောဆယ်မှာတိုက်စင်မှု Nicholas Jackson ကိုရောင်းထုတ်ဖို့စဉ်းစားနေတဲ့အချိန် ဂျူဗန်တက်စ်နာပိုလီနဲ့အင်္ဂလိပ်ကလပ်တွေကစိတ်ဝင်စားလျက်ရှိတယ်။ဒီမာစီယိုရဲ့ပေါ်ပြချက်အရနီကလက်ဂျက်ဆင်ကချယ်ဆီရဲ့မရှိမဖြစ်ထီလို့မရတဲ့ကစားမတယောက်ဖြစ်မသက်မတော်ချောင်းနဲ့ဂျူဗီကသူ့ကိုကန်လန်သွားပွဲရှိချောင်းဆိုတဲ့ချယ်ဆီဘက်ကတကယ်လို့ဂျူဗန်တက်စ်ကဂျက်ဆင်ကိုခေါ်ရင်သူတို့ဘက်ကလည်းရန်ဒန်ကိုလူမဝါနီကိုပြန်ခေါ်ဖို့ဆန္ဒရှိနေပါတယ်။အသက်25နှစ်ရွယ်ရှိတဲ့ပြင်သစ်တိုက်စစ်မှုကိုချယ်ဆီက တရားသည့်အငှားနဲ့အပိသက် ပုံစံမျိုးနဲ့ခေါ်ယူဖို့ဆန္ဒရှိကြောင်းဖော်ပြလာတာပါချက်စီနေနဲ့ကိုသမားမိုက်မန်ညောကိုထပ်မံချိုးပန်းတော့မှာမဟုတ်ကြောင်းအတည်ပြုလိုက်ပါတယ်ဒါပြည်သိလေးစင်ရဲ့အသက်30နီးပါးရှိတဲ့ကိုသမားကို AC မီလန်ကတန်း30ထိတတ်မှတ်ထားပြီးတော့ချက်စီဘက်ကပြောင်းရွှေ့ခြင်းမရလို့ဒါဒီပြောင်းရွှေ့မဖြစ်လာတဲ့အချိန်ဒီကိုသမားကိုမခေါ်တော့ပဲရာတီမပဲစဉ်းစားနိုင်ွယ်ရှိပေမဲ့ဒီနေ့ရာတီအတွက်တော့ Robert Sanchez ကိုသာနံပါတ်1ဖြစ်အသုံးပြုမှာဖြစ်ကြောင်း Anzo Marsa ကအတည်ပြုထားပြီးဖြစ်တဲ့ Manchester City အသင်းရဲ့အဓိကကွယ်လှယ်ကစားမ Tibrina က Napoli ကိုပြောင်းရွှေ့ခဲ့ပြီးနောက် Jack Grealish ကိုခေါ်ယူဖို့ Antonio Conte ကို recommend ပေးလိုက်ပါတယ်။ Grealish ကို Napoli အသင်းကိုခေါ်ယူဖို့ Conte ကို recommend ပေးထားသည့်တိုင်အောင် England တောင်ပံကစားမရဲ့လောက်ခလာစာတစ်နှစ်ကို18တန်းချောင်း Napoli ကအခက်တွေ့ပွဲရှိကြောင်းဆိုထားပါတယ်။ မန်ချက်စတာစီးတီးအသင်းကအခုလောလောဆယ်အနေထားအရသူတို့အနေနဲ့ခံစစ်မှုတယောက်ထပ်ခေါ်ဖို့မရှိပဲဂျွန်စတုန်းကိုနောက်ဆုံးကြိတ်ခွင့်ရေးပေးသွားဖို့ရှိကြောင်းဆိုတဲ့32နှစ်ပဲရှိတဲ့ဂျွန်စတုန်းက နောက်ဆုံး၂ရာသီစက်တိုက်ဒံယာတွေတောင်းလျှောက်ရုံးကန်နေရတာဖြစ်ပြီးတော့ဒီနေ့ရာသီမှာအိုက်ဒံယာပြဿနာတွေကိုသူတို့ကြိုလွားနိုင်ပြီဆိုပြီးတော့သူကယုံကြည်နေပြီလာမယ့်ရာသီမှာသူရဲ့ပုံစံအသစ်ကိုပြန်တွေ့ရမယ်လို့ဆိုထားပါတယ်လီဗာပူးအနေနဲ့အာလစနာအီဆက်ကိုသဘောကျသည့်တိုင်အောင်ယူကာဆေယူနိုက်တက်ရဲ့ပြောင်းရွှေ့ချေပေါင်း380တိတင်လိုက်တဲ့အခြေအနေကြောင့်အီဆက်ကိုခေါ်ယူဖို့ကခက်ခဲပြီးဒီပြောင်းရွှေ့ကိုလက်လျှော့သွားပြီးဖြစ်ကြောင်း Telegram ကဖော်ပြလာပါတယ်။ တကယ်လို့လီဗာပူးဘက်ကကစားမတွေများစွာရောင်းချနိုင်နေဆိုရင်တော့ဒီပြောင်းရွှေ့ကိုပြန်စင်းစားဖွယ်ရှိပြီးအခုလောလောဆယ်မှာတော့အီဆက်ကသူတို့ရဲ့ရေဒါထဲမှာမရှိဘူးလို့ဆိုလိုက်ပါတယ်အလက်စစ်ပက်ကလဆာရဲ့ချစ်သူဟောင်းဖြစ်တဲ့ကာမီလာမာယင်ကအလက်စစ်မက်ကလဆာနဲ့2022မှာလန်ခွဲသွားပြီးနောက်သူ့ရဲ့ချစ်သူဟောင်းကတရားဆွဲဆိုမှုတွေပြုလုပ်ထားပါတယ်အဲ့တရားဆွဲဆိုမှုမှာသူ့ချစ်သူဟောင်းကမက်ကလဆာဟာသူ့ဘော်ကို ဖောက်ပြန်ပြီးရီတာစစ်ကို ြောင်းလဲသွားတဲ့အတွက်တရားရုံးမှာအမေရိကန်ဒေါ်လာ6တန်းရယူမှုနဲ့တောင်းဆိုတရားဆွဲထားတယ်လို့ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့အာနီစလော့ကခရစ်စတီယန်ပင်နစ်ကနောက်ခံလူမာကေဟီကိုလိုချင်ပေမဲ့ကစားမောက်ကိုပထမဦးစားပေးပေးဖို့ခက်ခဲနေသောသူကိုယ်တိုင်ကလည်းပွဲထွက်ခွင့်မရခြင်းလီဗာပူးကို ပြောင်းမှာမဟုတ်ဘူးလို့အတည်ပြုထားလို့ပယ်လစ်ကတန်း90ထိတတ်မှတ်ထားတာဖြစ်တယ်။ လီဗာပူးစီအသင်းကလီဗာပူးရဲ့နောက်ခံလူဂျာရက်ကွန်ဆာ့ကိုခေါ်တားသည့်တိုင်အောင်လီဗာပူးအနေနဲ့အချိန်တိုင်းတာတစ်ခုတည်းမှာဘိုက်ဘက်အော်ပရှင်နဲ့ခေါ်ယူခွင့်ကိုထည့်သွင်းရောင်းချခဲ့တာပါအထက်ကူမတ်ထွေကအမ်ဘီမာတီနက်စ်ကိုစေဝန်စားလျက်ရှိတဲ့အထူးသဖြင့်32နှစ်ဝယ်ရှိတဲ့ရန်အော့ဖလက်စာချုပ်တက်တန်းကုံဆုံးချိန်ဖြစ်ပြီး မကြမီပြောင်းချွေတိုင်ပွဲရှိတဲ့အကြောင်းဒီကိုသမားနဲ့အစားထိုးဖို့အမီမာတီနက်စ်ကိုချိန်နေတာပါ Everton ကလည်း F1 အသင်းရဲ့နောက်ခံလူ Kenny Tatte ကိုခေါ်ယူဖို့ကြိုးပမ်းပြီးတော့အနီးဆက်ဆုံးရောက်လာပါပြီ F1 နောက်ခံလူကစာချုပ်တက်တန်းကုန်ဆုံးတဲ့အတွက် ဒါ evident အသေးကိုအလွန်နဲ့ပြောင်းရွှေ့မှာဖြစ်တဲ့ championship ကိုတန်းဆင်းသွားတဲ့ Leicester ကလည်းသူတို့ရဲ့နီးပြး Ruben Nesrine ကိုမကြမီယာဒုကထုတ်ပေတော့မှာပါဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားစားတဲ့ပါအားလုံးချစ်ကြပါလေ